တိုက်ပွဲဖြစ်ပွားရာဒေသတွေကအကျဉ်းဆောင်ချုပ်မှာစစ်ကောင်စီကအကျဉ်းသားတွေကိုလက်နက်တပ်ဆင်ပြီးလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေလိုအပ်ပါကတိုက်ခိုက်ရေးကိစ္စရပ်တွေမှာပါဝင်မှုစိတ်ခိုင်းမှုတွေရှိနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများခွန်ရက် PPNM ကမက်ဆာ၁၄ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ချင်းကောင်စီကတိုက်ပွဲဖြစ်ပွားရာဒေသတွေကအကျဉ်းဆောင်တွေကရာဇဝတ်အကျဉ်းသားတွေကိုထောင်တွင်းခံစစ်ပြင်ဆင်ခြင်းအတွက် က်နက်ကင်ကင်းဆောင်ခိုင်းတာနဲ့တော်လိုင်းတပ်ဖွဲ့တွေကလာရောက်တိုက်ခိုက်ပါကစစ်သားတွေနဲ့အတူခုခံကာကွယ်ဖို့စစ်ခိုင်းခြင်းတွေပြုလုပ်နေတယ်လို့သိရပါဗျ။ပထမဆုံးအနေနဲ့သူတို့ရဲ့ဥတီချက်ကတော့တမ်ဘရော်မှာတောင်ဝင်ထမ်းဆောင်ပြီးမှတမ်ဘရော်ရဲ့ဂုံတိတ်ခါကိုအလွဲသုံးစားလုပ်တဲ့သူတွေ၊စီကံဖောက်တဲ့သူတွေ၊စစ်ပြေးတွေကိုပြန်ခေါ်တာမျိုးရှိတယ်။ဒုတိယအဆင့်အနေနဲ့တော့ရာဇဝတ်အကျဉ်းသားတွေကအနှစ်ကြီးသမားတွေကိုတနက်ပေးကင်ပြီးမှထောင်ကိုလာတိုက်ခိုက်ရင် စစ်တပ်နဲ့အတူခုခံတိုက်ခိုက်မဲ့သူတွေအဖြစ်အသုံးပြုနေတာတွေ့ရပါတယ်လို့ PPNM ကကိုတိုက်ထုံးက ERI Times ကိုပြောပါတယ်။ကချင်းတိနယ်တွင်းရှိကချင်းလူလဲ့တမရော KIA နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်နဲ့မွန်ကြီးအချင်းတော်တွေကအချင်းသားတွေကိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူခံစစ်ပူရဲလူဆောင်ခိုင်းတာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်ကောင်စီဟာအကျဉ်းသားတွေကိုတိုက်ပွဲမှာလက်နက်တက်ဆင်အုံပြူရာတွေကို ပြီးခဲ့တဲ့တရင်နေတင်းသေးလုံးစစ်စင်ရဲ့အတွင်း right core town တိုက်ပွဲမှာပြုလုပ်ခဲ့ပြီးဘိုးအစ်င့ကနေထောင်ကျစစ်သားတွေကိုပြစ်ဒဏ်ဖြတ်သိမ်းပေးမယ်လို့ဆိုကာမူလရာဒူယာယီပေးပြီးတိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ခြင်းတွေရှိခဲ့ဘူးတယ်လို့ PPNM ထံကသိရပါဗျ။တချို့ကလည်းနှစ်များစွာကြာမဲ့သူတွေအတွက်ကဒီလိုတပွဲနှစ်ပွဲဝင်တိုက်ပြီးသူတို့အသက်ရှင်လွတ်မြောက်နိုင်မှာဖြစ်တဲ့အတွက်ရွေးချယ်ကြရှိတယ်လို့အချို့လောက်ခန့်နီးသူတွေကြတော့လေဒါမျိုးကိုမရွေးချယ်ခြင်းကြဘူး သို့တော်လည်းအမိန်ပေးလာတဲ့အချိန်ဒီမှာမဖြစ်မနေလုလိုက်ကြတာမျိုးရှိပါတယ်လို့ပြာစွဲအကျဉ်းသားတွေရဲ့အချိန်ဒီနဲ့ပတ်သက်ပြီးပို့တိုင်ထုံးကဆက်လက်ပြောပါရယ်စစ်ကောင်စီက အခုလိုပြည်တန်ကြစစ်ကောင်စီအဖွဲ့တွေကိုပြည်တန်ကင်းလွတ်ခွင့်နဲ့တိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်တာတွေရာဇဝတ်အကျဉ်းသားတွေကိုတုံးမိခံစစ်ပြင်ဆင်တာတွေဟာတရားမဝင်လုပ်ရက်တွေဖြစ်တဲ့အတွက်စန့်ကျင်ကန့်ကွက်တယ်လို့ PPNM ကထုတ်ပြန်ထားပါတယ်